င်္ဂလာပါဗျ။ဟုတ်ကဲ့ရှင်။အဲကျွန်တော်တို့ဟိုမြန်မာနိုင်ငံပြည်သက်တပွဲရပါဒီမှာလာပြီးတော့မတို့လာပြီးတော့တွေ့ဆုံပြီးမျက်နှာတွေဆောင်ရွက်မလို့ပါ။ဟုတ်ကဲ့ပါရှင်။အဲတိုင်မဟုတ်။အဲမင်္ဂလာပါ။ဟုတ်ကဲ့ပါရှင်။ဟိုကျွန်တော်တို့ဒီနေ့မတို့စီလာပြီးတော့ဒီမှာလာပြီးတွေ့ဆုံရတာကတော့ကျွန်တော်တို့28ရက်နေ့ရ28ရက်3/2025မှာငလင်းလောက်ကပ်ပြီးတော့မှဒီအစာဥပ္ပဒါရမှာမတို့ကိုယ်တိုင်လည်း အဲပြင်ပြီးတာပေါ့နော်ပြင်ပြီးတဲ့နေသားလေးမှာကျွန်တော်တို့ဘလို့ခံစားခဲ့ရတယ်ဘလို့တွေ့ကြုံခဲ့ရတယ်ဆိုတဲ့အားလေးနည်းနည်းတော့ကျွန်တော်တို့အဲပြောပြပေးပါလားဟုတ်ပါပါဆရာ28ရက်အတုံးလာမှာဒီပေါ့နေလေပိုင်းပေါ့12နာရီကျော်ပေါ့နော်12နာရီနဲ့တနာရီကြားထဲမှာပေါ့ဟုတ်ကဲ့အဲကျွန်တော်ကဒီကလေးလေးနဲ့စော့နေတာကလေးလေးစော့လို့ဆိုကိုကကလေးလေးကိုကြည့်နေတာဟုတ်ကဲ့ကြည့်နေတဲ့အချိန် ခန်းပေါက်ပြီးမှာပေါ့နော်မိမိနဲ့အမျိုးသားနဲ့ကနောက်ပြီးသမီးစားခန်းထဲမှာမိမိသမီးစားနေတဲ့အချိန်အမျိုးသားကဟိုပုဂံစွန့်တော်ပုဂံလေးစေးနေတဲ့အချိန်ပေါ့နော်ဟိုလည်းဒီကလေးလေးစော်နေတဲ့ခါကျတော့ဒီလေးကိုကကြည့်လိုက်တာပထမချက်လေးလှုပ်လိုက်တယ်ချက်လေးလှုပ်လိုက်တဲ့အချိန်မှာဩပုံမှန်လေးပဲခါတိုင်းလိုပဲတမန်ကချက်ကလှုပ်တယ်ပေါ့ငနေကတော့ပေါ့ငရင်လှုပ်တယ်ဆိုမိမိကလည်းအဲ့ဒီမှာအမ်ဟိုလည်းသူ့ရဲ့တမက်ကိုပေါ့နော်အမျိုးသားကိုဟုတ်အမျိုးရေးတဲ့ငရင်လှုပ်တယ်ထိုင်နေတယ် အဲ့လိုလေးပြောလိုက်တာအဲ့ဒါမိမိကနောက်ဆုံးစကားပြောသွားတာပဲဟုတ်ကဲ့ပြီးတဲ့အခါကျတော့အဲ့မှာဒုတိယစက္ကန့်ပိုင်းပဲခြားတယ်သူများဘက်တွေမှာတော့တော်တော်ကြာတယ်ပြုလို့ပြောတယ်ပဲကြာအောင်ကိုယ့်ဘက်မှာစက္ကန့်ပိုင်းလေးနဲ့မှဒုတိယအချိန်ထဲမှာသူအတန်ကြီးကတော့ခလေးကလန့်ပြီးတော့ကိုယ့်စီကိုပြေးလာလိုက်တဲ့အချိန်ကိုကခလေးကိုရင်ဝင်ထဲကိုကောက်ထက်ဟုတ်ကဲ့ကောက်ထက်ပြီးတော့ကိုကနောက်ကိုလှည့်ကြည့်သေးတယ်မိမိတို့အော်မိမိနားမှာအမျိုးသားရှိရယ်ဆိုပြီးစိတ်ချလိုက်တာဟုတ်ကဲ့စိတ်ချပြီးကိုပြေးမယ်ပေါ့လို့ဆိုလှည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီအဆောက်ကျွန်တော်တို့အိမ်က ဒီမြေခုကလေးစောင့်နေတဲ့အခန်းပေါက်မှာကလေကန်တွဲပြီးလို့ရှိတယ်။အဲ့ဒီဘီလိုနဲ့နည်းနည်းချင်းဆိုင်မှာကပုံကန်တွဲပြီးလို့ရှိတယ်။အဲ့ဒီဘီလိုကအကုန်မှန်နေပါတယ်။မှန်နေပါတော့အဲ့ဒီမှန်နေကအရင်ကွဲတာ။ဟုတ်။အဲ့ဘက်ကမှန်နေကွဲဒီဘက်ကမှန်နေကွဲလို့ညက်ကွဲတဲ့အချိန်မှာဘီလိုနှလုံးကလဲလိုက်တာအပြိုင်လဲတာ။ဟုတ်ကဲ့။မှန်လဲကွဲလ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 ဲတဲ့အချိန်မှာကိုကအလဲမှာကသူကစတိဥပဒန်းစင်ခံထားတယ်။ဟုတ်ကဲ့။အဲ့ဥပဒန်းစင်ကခုပေါ်မှာကျွန်တော်ကျွန်တော်တို့အဲ့ဘီလိုနှစ်ခုက ကြားလိုက်ကြားလိုက်ပုံရပါလိမ့်မယ်ကျွန်တော်ကအဲ့မှာဒီလိုလေးဒီမှာမလွတ်တော့ဘူးဆိုတာပြီးတော့ကျွန်တော်ထိုင်ချလိုက်တာကလေးကိုလေကြစ်ကြစ်ပအောင်ဖက်ပြီးတော့ထိုင်ချလိုက်တာဟုတ်ကဲ့ထိုင်ချပြီးတော့အဲ့ဒီလိုနှလုံးကလဲသွားတဲ့အချိန်မှာဟိုကိုယ်စိတ်ထဲမှာကဒီလိုအဆောက်အဦးပြိုသွားတာကိုမသိကြိုက်မသိဘူးဟုတ်ကဲ့ဟိုဒီတိုင်းလေးပဲဩဒီလိုတွေလဲသွားတယ်မှန်နေကွာတော့ဒီလိုတွေလဲတယ်မမေနဲ့အမျိုးသားကိုလည်းဒီလိုမျိုးဟောဟိုဒီတိုင်းပဲလွံ့မြောက်နိုင်တယ်ပဲကိုကထင်တာပေါ့နော်ဟုတ်ကဲ့ဒီမဲ့တို့လည်းဒီလိုလည်းပဲတမန်ငါရှန်ငါ ဖြစ်သွားတဲ့အချိန်မှာသူတို့လည်းလွတ်လောက်မယ်ပေါ့နော်ကိုအဲ့လိုပဲတွတ်လိုက်တာတွတ်လိုက်ပြီးတဲ့အချိန်မှာကိုကအားညက်သွားပြီးဘလို့မှတယောက်နဲ့တယောက်နဲ့ကလေးကိုလည်းကိုမျက်နှာမမြင်ရဘူးဟုတ်ကဲ့သူ့ကိုလည်းကွရင်ဝင်ထဲမှာကြက်လို့ဖက်ထားပြီးတော့တွားပြီးပထမဆုံးကတော့ကိုကသေပြီးပေါ့နော်ကိုကဟုတ်ကဲ့ပါသေပြီးဒီဒီနဲ့သားနဲ့ကတော့သေပြီးကိုကအဲ့လိုတွတ်လိုက်တာနောက်ကျတော့ကိုကဟိုဘလို့ပေါ့မဲဒီလင်းလိုက်တဲ့ဟာကဒီလိုမျိုးမိုးပုံစံလေးမိုးသွားတာဟုတ်ကဲ့ပါမိုးတဲ့အချိန်မှာကျွန်တော်ကအောက်မှာညက်တယ်ဒါပေမဲ့လှုပ်ရှားလို့မရဘူး ဟုတ်ကဲ့လူတကိုးစားမှာခလေးကလည်းပါတဲ့ခါကျကျွန်တော်ဒီလိုလဲနှဲ့လို့မြတ်ဒီလိုလဲနှဲ့လို့မြတ်ခလေးဆိုတော့လန့်ပြီးတော့ငိုတာဟုတ်ကဲ့ငိုတော့ तू ကခေါင်းနေဟိုတိုးဒီတိုးတိုးတဲ့အချိန်မှာသူ့ကိုခိုင်းမှာဆိုလို့ကိုကအတင်းပဲနေရတာဟုတ်ကဲ့အဲ့ဒီမှာကိုကပြောတယ်ကိုကဒီဖျားကားစားဟုတ်ပဲဖျားတရားပဲကိုကဟိုတနနကုန်းကဂုံးတော်လိုက်ပွားကောလို့ကိုရဲ့ခန္ဓာကိုခလေးခန္ဓာကိုကိုလှူပေါ့တော့ဖျားကောတော့မြတ်စွာဘုရားကိုလှူပြီးတော့ခလေးကိုလည်းအားပေးရတာဒါပေမဲ့ကိုအားပေးရကျသူ့နဲ့ကိုနဲ့မျက်နှာလည်းမမြင်အောင်ဟုတ်ကဲ့ခလေးကတားလန့်ပြီးငိုတားလန့်လန့်လန့်ငိုငိုတော့အတန်တိတ်သွားလိုက်ကိုက ါသားလေးအတကောရှိသေးတယ်လမ်းလိုက်အလိုလိုဖြစ်အလိုလိုဖြစ်တော်တော်ကိုကြားပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်အပြင်ကအော်တဲ့တန်တွေလည်းကိုမကြားရအောင်ဟုတ်ကဲ့ကိုကြားရတာအမျိုးနောက်မှာအမျိုးသားကလည်းအော်နေပြီနောက်ဖေးမိဖို့ခန်းထဲမှာဟုတ်ကဲ့နောက်ဖေးမိဖို့ခန်းမှာအမျိုးသားကလည်းကဲတော့ဟာကဲကြပါအောင်ကျွန်တော်တာမင်းလေးရောက်ပြိနေလို့ကဲကြပါအောင်ဆိုနောက်ဖေးမှာအမျိုးသားကလည်းအော်နေပြီကျွန်တော်ကလည်းရှေ့ကနေမှကဲကြပါအောင်တနစ်ခွက်ကလေးနဲ့ပြိနေလို့ပါကဲကြပါအောင်ဆိုအော်တယ် အင်းရှင်းမှလူအများကြီးရှိတယ်တဲ့ဟုတ်ကဲ့ဒါပေမဲ့ကိုယ်တဲ့អော်တဲ့အတောင်သူတို့လုံးဝမကြားရဘူးဟုတ်ကဲ့သူတို့ကလည်းအရှိမကိုယ့်နာမည်ကိုអော်ခေါ်ကြတယ်တဲ့ဟုတ်ကဲ့ဟိုအမတွေဆိုလို့ရှင်ပေါ့နော်ဟိုစက်မွန်းနေချက်ချင်းရောက်လာတယ်ဟုတ်ကဲ့ချက်ချင်းရောက်လာရင်မှသူတို့လည်းអော်ခေါ်တယ်အဲ့ဒါလည်းကိုယ်မကြားဘူးသူတို့လည်းကိုယ့်အတန်လည်းကိုယ်သူမကြားတော့သူတို့အတန်လည်းကိုယ်မကြားရဘူးမကြားတဲ့အချိန်မှာကိုကသွားပြီပေါ့နော်သူနဲ့ကလေးနဲ့ကိုနဲ့ကလေးနဲ့နောက်ဆုံးပေါ့နော်အသားရဲလိုကဲတီတီတို့ဟိုဒီလိုကြီးပြိုးလဲဆောင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ရှေ့မှာကဆရာ 罗哩鲍哩细腻啦，好新鲜嘛，比较大。一拉你到椒南了嘛，比较在乎盘头，好吧？哎，鲍哩细腻了，看着，哎，鲍哩了，我绵啊嘞，绵啊嘞，说啊，噜哩、okay, 哦，绵啊啦，好唔。这印度他嘞，下个，我话印度了都嘛甜唔，泰国了都嘛甜唔，我话，哦嘛，这啲诶，哪路嘛，这啲诶，咸唔，哎油绵啊嘞，一路 <Okay. S 2>，嘛这啲青龙话嘞，汤也绿，盘头，我话，粿条，我我我阿边嘞，粿条咧比较啦盘头，好嘅嘛，啊咧，有人看着，我话比较呢，比较呢，粿条咧，我话，我。我 ကိုကိုစိတ်ထဲမှာကိုကငါသားအခုမှလူလောကလေးကိုရောက်တာတနစ်ခွဲပဲရှိသေးတယ်ကျွန်တော်အသက်50ပြည့်တော့မယ်အဲ့ကျတော့တီတီကငါသားကိုအဆုံးရှုံးမခံဘူးရအောင်ကိုတီတီကဖြစ်ဖြစ်တဲ့နေနဲ့ကဲမှာအတန်နေပြထွက်ပြစေကျွန်တော်អော်တယ်ဒါပေမဲ့တယောက်မှမကြားရအောင်ကလေးကိုလည်းကိုကအားပေးကလေးကအသက်ဟိုရက်ရက်တော့တဲ့ခါကျတော့ကိုကသူ့ကိုလေမောက်စုမောက်သေးကိုကတေးသေးပြီးတော့ဗောနော်နေရတာ သူမျက်နှာမျိုးသူကအရန်ယုံတဲ့ခါကျတော့လှုပ်သူတအားပန်းလိုက်အိပ်ပျော်သွားလိုက်သူအိပ်ပျော်သွားတဲ့အချိန်မှာကျွန်တော်ကနေရတာတက်တာလာသူပြန်နိုးလိုက်အတင်းယုံပြီးငုံငိုတဲ့ခါကျတော့ဘလို့မှအဆင်မပြေဘူးအဆင်မပြေတဲ့ခါကျကိုကအော်မဖြစ်တော့ဘူးပေါ့နော်ကိုကကယ်ဆယ်ရေးရောက်လာမယ်လို့ကိုကကိုစိတ်ထဲမှာတွတ်ပြီးတွတ်လိုက်တာပေါ့နော်ဟုတ်ကဲ့ပါတားရဲ့တီတီတို့ကိုကယ်ဆယ်ရေးဆိုတာဒီလိုမျိုးကယ်ဆယ်ရေးကိုကျွန်တော်တွတ်လိုက်တာမဟုတ်ဘူးဟုတ်ကဲ့ကိုကဒီလိုတိုက်မပြိုဘူးဒီတိုင်းမဲ့ဘီလိုလဲတယ်ဘီလိုလဲတော့ငင်းငင်းသွားရင် အိမ်ကမိသားစုကလာခဲ့မယ်လာခဲ့ရင်ကိုထွက်လို့ရတယ်ဟုတ်ကဲ့ပါအဲ့လိုစိတ်ပဲကိုကတွေ့လိုက်ပြုတ်ပြော့ကိုကိုလာခဲ့ကြမယ်လို့ကိုကတွေ့လိုက်တာဟုတ်ကဲ့ပါတွေ့လိုက်တဲ့ချိန်မှာအဲ့ပြူလာပြူလာတော့တကယ်ကိုပေါ့လုံးဝကိုမသိလိုက်တဲ့အချိန်ပေါ့နော်ဟုတ်ကဲ့ပါမှသူတို့သူ့ကိုလည်းအာပေးကိုလည်းအာပေးပြီးနေတဲ့အချိန်မှာဆရာဆရာတို့ဆရာရောက်လာတာဟုတ်ကဲ့ပါဆရာရောက်လာတဲ့အချိန်မှာမျိုးသားအရင်ထွက်သွားတာဆရာမျိုးသားအရင်လုံးအရင်ဆုံးလွတ်သွားတာနောက်ခေတ်ကနေဟုတ်ကဲ့မျိုးသားကမင်းမေကိုအော်ခေါ်မြေကကြားတယ်ကဲကြပါအောင်ကဲကြပါအောင်တာမင်းမေကပြိမိနေလို့ပါဆိုသူကအမှန် အားကိုးတာပေါ့ကိုဘက်ကလည်းမြန်မာနဲ့ယုံရှိတယ်ဒီဘက်မှာလည်းသူ့ရဲ့တငယ်ချင်းကဒီမြေစီတိုင်းမှာလုတဲ့ခါကျတော့သူတို့ကြားရင်သူတို့ကဲမယ်ပေါ့အမှန်တကယ်လားွယ်ဥပုပ်ကြီးဖြစ်တဲ့ခါကျအကုန်ပိတ်ကြတာဟုတ်ကဲ့ဟုတ်လူမရှိတဲ့အချိန်ဖြစ်သွားတဲ့အချိန်မှာမျိုးသားအော်ရီမှာညမျိုးသားဘာအော်ရာကြားလိုက်နောက်ဆုံးကြားလိုက်တာကအမေတဲ့တားတို့ဘဝကြီးတားတို့ကဘာကြီးပြက်ပါပြီတဲ့တားတို့ကအဖေမရှိကြတဲ့အမေကိုအားကိုးပြီးနေနေရတာတဲ့အဲ့မှာကိုကတိလိုက်တယ်အော်မေမေတော့ပျက်စီးသွားပြီပေါ့နော်ကိုကအဲ့မှာကိုစိတ်ထဲမှာပြေမေမေကိုကခံနေမယ်ကိုကဒီစိတ်ထဲကနေမယ် အမြတန်းနေပါပြီမင်းမင်းကောင်းရောင်းမောင်ရောင်းဘာလို့ပြောပါကိုကမေတ္တာပို့အမြဝူပြီးတော့မတော့နောက်ဆက်မတင်းဖို့ဘယ်တော့တမီးတို့လည်းလွတ်မြဲမလွတ်မြဲဆိုတော့မတိသေးဘူးပေါ့အဲ့နဲ့အမျိုးသားအရင်လွတ်လာတယ်တဲ့အမျိုးသားလွတ်သွားပြီးတဲ့ချိန်မှာဆရာတို့နဲ့ရှေ့မှာတွေ့ရဆရာအမျိုးသားပြောတယ်တဲ့ကျွန်တော်မိန်းမရှိတယ်အတန်လဲကြားတယ်ဟုတ်ကျွန်တော်မိန်းမရှိရဲ့အတန်လဲကြတယ်အမျိုးသားအစို့ပြောပြီးတော့ဝင်မဲ့တွေ့မှသာဆရာဝင်နိုင်မဲ့ဆရာတွေ့ဝင်တာဟုတ်ကဲ့ဆရာဒီဆရာဆရာဝင်ခဲ့တာဟုတ်ကဲ့ဆရာဝင်ခဲ့တဲ့အချိန်မှာဆရာကဟုတ်ကဲ့ဒီမိန်းမ အသက်ရှိအသက်ရှင်နေလို့ရှိလားလို့သူမေးတယ်ဆရာ။မေးတဲ့အချိန်မှာဖြေတယ်။ရှိပါတယ်ရှိပါတယ်ရှိပါတယ်ဆိုဆရာလည်းမကြားရသေးဘူး။ဟုတ်။ဝင်လာပြီဆရာနည်းနည်းလေးရှေ့ကိုဝင်နေပြီ။ဒါပေမဲ့ကျွန်တော်ကတော်တော်လန်းနေဒါအတော့ဝဆိုရင်ဆရာကျွန်တော်ဒီရက်နောက်ကျောလောက်မှာ။ဟုတ်ကဲ့ပါဟုတ်။ဒီအရက်ကိုနောက်ကျောလောက်ကြာသေးတယ်။ဟိုကပေးပေး90ရှိတာဆိုကျွန်တော်40လောက်မှာပေးနေနေတာ။ဟုတ်ကဲ့ပါဟုတ်။40လောက်မှာပေးနေတာအဲ့မှာကိုယ့်ရဲ့အပေါ်မှာတကယ်တမ်းပြန်ကြည့်မှာကိုယ့်ဘေးမှာလေကွင်းတွေရှိအဲ့လေကားရှိတယ်။ထပ်ကိုတက်တဲ့လေကားရဲ့ တိုင်ကစတိတိုင်နဲ့ကျိုးတာကျိုးတော့ HD တိုင်နဲ့ကျွန်တော်ခောက်တာခောက်တော့ဒီအတန်းလေးနဲ့ပြန်မကြားရဘူးလေဘလုံးမှမကြားရကျွန်တော်ခြေတော့ကညက်နေပြီအရန်အချိန်ကြာတဲ့ခါတော့ဟုတ်ကဲ့ပါဟုတ်9နာရီလောက်ကျွန်တော်ကြာတယ်ဟုတ်ကဲ့ကြာတော့ညက်နေပြီရှောက်ကမလှုပ်လှုပ်ရှားလို့လည်းမရတော့ကျွန်တော်အဲ့နဲ့ကိုရှိတဲ့အားလေးနဲ့လက်ကလေးလှုပ်နိုင်တယ်လက်ကလေးနဲ့လှုပ်နောက်ပိုင်းနောက်ပိုင်းဆိုမှကျွန်တော်လုံးဝမရတော့ကျွန်တော်လည်းအားလေးတအား6လာပြီတော့ကလေးကလည်းမရတော့ခါကြတီတီရောလို့ပါရဲလို့တေတော့မလားမသိဘူးပေါ့နော်ကွာတီတီရောတေတော့မထင်နဲ့ပေါ့နော်ကွာအဲ့မျိုးနောက်ဆုံး ိတ်ကိုရှော့ချပြီးတော့ဒါပေမဲ့သူ့ကြောင့်မို့လဲကိုကလွန်မြောက်ဖို့အတွက်ကိုကအတင်းမိတာကလေးလေးကြောင့်မို့လို့ကလေးလေးကအပြစ်ကင်းတယ်ခုမှလူလောကရရကောင်းမှမရှိသေးဘူးကိုရီးယားအတက်90လောက်ရှိပြီဆိုတော့ကိုကငါသားလေးကိုတော့တီတီတင်းသေးပါစေငါသားလေးလွန်မြောက်ဖို့တော့တီတီကဲမဲဆိုတဲ့စိတ်နဲ့ကျွန်တော်အတင်းလိုက်တာအတင်းပြီးကျွန်တော်စူးစမ်းတယ်អော်တယ်အတန်လေးဘလောက်ကွဲထွက်ပြီလဲနောက်ကွဲပြီးကျွန်တော်អော်တယ်နောက်ဆရာဝင်လာတဲ့အချိန်မှာဆရာလူရှိသားတွေနဲ့မှကျွန်တော် ဖြေးတယ်ရှိပါတယ်ရှိပါတယ်ပထမတစ်ချိန်နဲ့မကြားရအောင် နောက်နောက်တစ်ချိန်မှာဆရာကြားရတယ်အပြင်ကိုအတန်တိုးခိုင်းလိုက်တာတိုးပေးပါဆိုအတန်လေးတဝင်းချင်တိတ်သွားတယ်ဆိုမှဆရာကြားတော့ဆရာရှုပ်တိုးလာပေးတယ်ရှုပ်တိုးလိုက်မှဆရာဓမီထုံးပေးတယ်မီးရောင်မမြင်ရလားမီးရလားမေးတယ်ကျွန်တော်မီးရောင်မမြင်ရဘူးအချိန်ထိဆရာမီးထိုးပြီးတဲ့အချိန်ကိုကျွန်တော်မြင်မီးရောင်မမြင်ရသေးဘူးအဲ့လောက်ထိကိုလေပိတ်သွားတာတွင်းထဲကပိတ်သွားတာဟုတ်ကဲ့မမြင်ရသေးဘူးမမြင်ရသေးတဲ့ခါကျတော့ဆရာအဲ့ဆိုရင်အဲ့ဒါဆရာအတန်ကြားရပြီဟုတ်ကဲ့ကျွန်တော်မြင်အောင်မြင်ရလားဆိုကျွန်တော်မမြင်ရသေးဘူးမမြင်ရသေးဘူးဆရာဆရာအဲ့ဒါ80တိုးမယ်ဆိုဆရာ80ဆက်တိုးလာတာ ရှင်းကိုဆက်ပြီးကျွန်တော်ကျွန်တော်အလင်းအောင်မြင်ရသွားပြီဆရာမြင်ရပါပြီမြင်ရပါပြီဆိုတော့ဆရာအုပ်ပြီးအဲ့ဆိုကျွန်တော်ဆက်တူလာမယ်အမအမနာမည်ပြောဆရာနာမည်ပဲမေးတယ်ပေါ့နော်ဘမတ်သက်ပါပါ냐ဖြေနေဆရာတနည်းကလေးကလေးလေးပါလို့ကလေးကိုရင်ကယ်ပေးပါဆရာရဲ့ကလေးကိုရင်ကယ်ပေးပါဆိုဆရာလည်းစူးစားတန်းစားနဲ့ရှို့တူလာတူလာအဲ့ချိန်မှာလည်းငရင်လှုပ်နေတာနော်ဟုတ်ကဲ့လှုပ်နေတာဆရာငရင်ရက်မနေဘူးဟုတ်တယ်ကိုယ်စိတ်ထဲမှာတွက်လိုက်တာလေငရင်လှုပ်ငရင်လှုပ်တာဒီတန်းကိုခံရတဲ့ပြင်မြေပါပျော်ပြီလို့ကိုယ်ကခံစားရတယ်ဟုတ်ကဲ့ပါဟုတ်အဲ့လိုကိုဖြစ်သွားတာ သွားပြီးတီတီကိုတာမီနေတော့မြေပါပြိုပြီလားမြေပါမြေမျိုးပါခံရပြီလားမသိဘူးဟုတ်ကဲ့ပါသူဆွဲချနေတာကိုဟုတ်ကဲ့ပါဆွဲချနေတာအမကဆရာကိုရောက်လာတော့မှန်တိုင်းပြောရင်အားတက်သွားတာဟုတ်ကဲ့အားတက်သွားတာအော်ငါတို့မသေးတော့ဘူးပေါ့နော်အဓိကအပြင်ငါသားလေးမသေးတော့ဘူးကျွန်တော်အဲ့လိုဖြစ်သွားတာဖြစ်သွားတဲ့အချိန်မှာကိုကဆရာရောက်လာတဲ့အချိန်မှာဆရာကိုလည်းကိုကဆရာရေဘူးလေးယူလာပြီးတယ်ဟုတ်ကလေးကိုဆရာလို့ကလေးကသာအရင်ကဲထုတ်သွားပေးပါဆိုကျွန်တော်ဆရာကိုကလေးလေးနဲ့အရင်ပေးလိုက်တာဟုတ်ကဲ့ကလေးလေးနဲ့ဆရာအရင်ထုတ်သွားပေးပါဆိုဆရာ ထုတ်သွားပြီးတော့ကျွန်တော်ရေဘူးလေးပေးခဲ့တာအမရေတောက်ထားဆိုတော့ကျွန်တော်ရေဘူးလေးပေးခဲ့တာဆရာအဲ့မှာကျွန်တော်ကျွန်တော်ကြံခဲ့တာကျွန်တော်ကြံခဲ့မှာကျွန်တော်ကဒီမှာကျွန်တော်တို့ကလည်းစုတ်မကောင်းတဲ့လူစိတ်ကလည်းကရှော့ချလိုက်ပြီလေမတင်သေးသေးစီတော့ကလေးကတော့ပြင်ရောက်ဆိုကျွန်တော်နားဆွင်းနေတာကျွန်တော်ကလေးလေးအပြင်မှာဘေးလို့ရောက်ရလာပေါ့နော်လွတ်လွတ်ပြင်းပြင်းရောက်ရလာကျွန်တော်နားဆွင်းနားဆွင်းတော့ကလေးလေးရောက်တဲ့အကြောင်းကိုတောင်းဝင်းချင်ရအဲ့ချင်းကျတော့ကြားရတယ်ကြာလက်ခုပ်တီးပြီးကြာတာဩမသားလေးဘေးကင်းသွားပြီဆိုကျွန်တော်စိတ်ကိုလုံးဝရှော့ချလိုက်ကြတာ အဲ့ကိုရှေ့ကိုချောင်းဒီရှောင်းနှစ်ဖက်ကလုံးဝကျွန်တော်တုတ်လို့မရတော့ဟုတ်ကဲ့ပါဆိုညက်နေတာကျွန်တော်ကညက်တယ်ဆိုခင်ဗျို့ထိုးပြီးဖောက်သွားတာအဲ့လိုမဟုတ်ဘူးဒီတိုင်နှစ်ခုကြားထဲမှာရယ်ဒီလိုကြီးလဲထားတဲ့အချိန်နဲ့ဆိုတော့အဲ့ဟာရဲ့အပိုင်းစားတွေကကျွန်တော်မှသာပြိနေတာပေါ်တဲ့အချိန်မှာဆရာနောက်တစ်ချိန်ပြောင်းလာဆရာလွှတ်ဒိုင်းလွှတ်ယူလာတယ်ဒိုင်းလွှတ်နဲ့ဖြတ်မယ်အဆင်မပြေဘူးသူဖြတ်တယ်အဆင်မပြေဘူးဆရာတို့ဆရာတို့ကကတ္တာသုံးတာပေါ့နော်ဆရာကတ္တာသုံးရကတ္တာသုံးတဲ့မီးစက်တွေပိုင်းတော့ဆရာတို့သုံးရအဲ့အားနဲ့အဲ့အချိန်မှာဆရာလာခဲ့တဲ့အချိန်မှာကျွန်တော်ကပြောတယ်ဆရာ ကျွန်တော်မကယ်ပါနဲ့တော့လို့နောက်ပြီးမှအမေနဲ့မျိုးသားနဲ့ရှိတယ်ကျွန်တော်ချောက်ကလှုပ်လို့မရတော့ဘူးဆရာကျွန်တော်မတော်နိုင်ဘူးအဆင်မပြေနိုင်တော့ဘူးပေါ့နော်အဆရာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အလုပ်ကလူကယ်ရမယ့်အလုပ်အသက်ကယ်ရမယ့်အလုပ်အမဟုတ်လည်းကယ်မယ်အမအမေနဲ့မျိုးသားနဲ့လည်းကျွန်တော်တော့ကယ်မှာအဲ့အဲ့ဒီမှာကိုကအမျိုးသားအထွက်သွားတယ်ဆိုတာကိုကမသိဘူးဟုတ်ကဲ့မျိုးသားအတန်မကြားတော့တာကိုကတိမိမိနဲ့မျိုးသားနဲ့အတန်တိတ်တော့ကျွန်တော်တို့နှစ်ယောက်လုံးကိုမရတော့မှတ်တာမျိုးသားထွက်သွားတာကိုကမသိဘူးဟုတ်ကဲ့ပါ မျိုးတန်းတို့တော့လည်းမသိလိုက်ဘူးအဲ့မှာကိုထင်တာကအော်အားရကြတယ်သုံးသုံးမိနေမှာပေါ့နော်အဲ့လိုပဲတွေ့လိုက်တာတော်တော်မှအဲဆရာတော်ဒုတိယချိန်ကိုလာခဲ့တဲ့အချိန်မှာအဲ့မှာဘိုင်းလုံးနဲ့မရဘူးတဲ့ကတ္တာသုံးမယ်ဆိုဆရာကစကားလည်းပြောစကားပြောစတဲ့ပြောတဲ့အချိန်မှာသူတို့ကအပြင်မှာကတ္တာသုံးဖို့ဆီစဉ်ပြီးတော့အဲ့ကတ္တာနဲ့ကျွန်တော်ကိုဒီညက်နေတဲ့တိုင်နှလုံးပေါ့နော်ဟုတ်ကဲ့ပါဟိုပေါ့ဟာလေဘီဘီရိုရဲ့ဟာအပြားကြီးကိုခွာသေးတာအဲ့ဒါလည်းတော်တော်ခွာယူရတယ်ဟုတ်ကဲ့ပါ ဗီလိုကြီးကတရားသိပြီးတော့ခါကျတော့အဲ့အဲ့ရဲ့အသားစားတွေကထိုးပြီးတော့တောက်ဖြတ်ပြီးကွဲကုန်တာလေကွဲကုန်ပြီးတော့ကိုနားမှာညက်ကုန်တာပြန်အဲ့ဒါလို့လဲကျွန်တော်တော်တော်ဖယ်ထုတ်ရတယ်ဆရာတို့မှာပြီးတော့အဲ့အညက်နေတဲ့တန်တိုင်းနှစ်တိုင်းအဲ့ဝလန်းစင်တန်တိုင်းအဲ့ဝလန်းစင်တန်တိုင်းရဲ့ကျွန်တော်ရှိတာအဲ့ဒီမှာဟိုအာကစားလုပ်တဲ့စက်တိုင်းဟုတ်ကဲ့ပါဟုတ်အဲ့တိုင်းနှလုံးကခြေတော့မှာဟာလို့နှစ်ဖက်မှာညက်နေတာညက်အညက်ကျမှာဆရာမမနဲ့နည်းနည်းအာတင်ထားတော့တဲ့အဲ့နဲ့ကျွန်တော်လည်း ဟုတ်ကဲ့ပါဆရာကကိုကဩကယ်ဆယ်ရေးလာနေမှာတော့ကိုလည်းအားမလျှော့တော့ဘူးပေါ့တော့ကိုကိုတေချေပေါက်လုံးရောက်တက်မယ်ဆိုတော့ကိုတိသွားပြီလေခုတ်ကလေးကခုတ်ကလေးကလည်းအန်ရယ်ကင်းကင်းလွတ်သွားပြီဆိုတော့ကိုကပျော်သွားတာပေါ့ဟုတ်ကဲ့ပါအရင်မထင်မှတ်ထားဘူးတေးပြီလို့ပဲထင်ထားတာဟုတ်ကဲ့ပါတေးပြီကိုလေးကလေးနှစ်ယောက်နဲ့ကလေးနဲ့ကိုနဲ့သွားပြီဘလုံးမအစမပြေတော့ဘူးတေးပြီတော့ကတော့တားရည်လို့ဟိုပေါ့ဒီပြီတော့မပြီသေးဘူးဒါပေမဲ့ဒီကအသက်ရှူချက်ပြီးသေတော့မယ်ကိုကအဲ့လိုပဲတွက်လိုက်တာတကယ်လည်းကိုကနေအသက်ရှူချက်နေပြီကျန်လာခဲ့တာနည်းနည်းနောက်ကျရင်ကျွန်တော်လည်း ပြောလို့မရဘူးဆရာတင်ပြီးသွားနိုင်တယ်ကလေးဆိုတော့ပူဆိုးတယ်လေကိုကမဆရာကလေးလေးကိုအရင်ကဲသွားတဲ့အချိန်မှာကလေးလေးလွမြောက်သွားတဲ့အချိန်မှာကျွန်တော်ကအញ្ញဝန်းတာပြီးတော့စိတ်ကိုလေးရှော့ချလိုက်သေးတယ်ဟောစိတ်ကိုလုံးဝရှော့ချလိုက်ပြီးအမှန်တားလေးလွတ်သွားပြီးလေဆိုနောက်တော်တော်ကြာတော့ဆရာပြန်ဝင်လာတဲ့အချိန်မှာအဲဖြတ်ကြပြကြပေါ့နော်ကျွန်တော်လုံးဝမထွက်နိုင်ဘူးဆရာလမ်းလည်းမလျှောက်နိုင်တော့ဘူးဆရာတို့ကဆရာအမအာမနာနဲ့အမဒီတိုင်းတော့တွားသွားခဲ့ရတာသူတို့ခန္ဓာကိုယ်လေးတွေကျွန်တော် ခင်းပေးထားတာအဲ့ပုံနဲ့ကျွန်တော်ဖြတ်ခဲ့ရတာဟုတ်ကဲ့ပါဟုတ်ကျွန်တော်ခြေရောက်ကလုံးဝမကိုကျွန်တော်ထောက်နိုင်ပါလားအဲ့တော့အဲ့ဆရာတို့ခန္ဓာကိုယ်ပေါ်နဲ့တခုတယောက်ပြီးတယောက်ပေါ်တော့ဟုတ်ကဲ့ပါဘူး။၃ယောက်လား၄ယောက်လားမသိဆရာတို့ကျွန်တော်ကဲတော့လေ။ဟုတ်ကဲ့ပါ။ဆရာကတော့အဓိကလူကျွန်တော်ကိုလာကဲတဲ့နေမှာဆရာအဓိကလာကဲ။ဟုတ်ကဲ့ပါ။အဲ့ဒါပေါ့နော်။အဲ့လိုလေးနဲ့ကျွန်တော်လုံးယောက်လာခဲ့တာပါ။ဟိုဟာလေကျွန်တော်တို့လက်ရှိအမပိတ်မိနေတယ်ပိတ်မိတဲ့အချိန်မှာဒါဟိုပေါ့ကိုကိုကိုလည်းဒီကလေးရောအမရော ဒီဟိုဟာမဖြစ်နိုင်တော့ဘူးဒါနဲ့ကျွန်တော်တို့အခုလက်ရှိကယ်ဆယ်ရေးဖွဲ့တွေနဲ့ဟုတ်ကဲ့အဲတွေ့ပြီးအမစီအခုစောနာမပြောသူပါတမီအလင်းအောင်တွေ့ပြီးတော့မှကျွန်တော်တို့လူချင်းတွေ့တဲ့အချိန်မှာအမရဲ့ခံစားချက်လေးပေါ့အဲမျက်ရည်တောင်ကြပါတယ်ဝင်းလာခံစားချက်လေးပေါ့လွတ်မြောက်တော့မယ်ဆိုတော့ကတိသွားတာတိသွားကြမှာဆရာတော်လည်းကိုမမြင်ရဘူးဆရာမျက်နှာလည်းကိုမမြင်ရဆိုကလေးမျက်နှာလည်းကိုဒါမဲ့အရန်ပြောတယ်သူ့ကိုလည်းကိုကဖက်ဖက်ပြီးတော့တိတိတို့လွတ်တော့မယ်သားတိတိတို့လာခဲ့နေပြီ ကိုစိတ်ထဲမှာထင်တာမိသားစုတွေကမလာခဲ့မလို့ပြောထားတယ်ဒီလိုကြီးဆိုးဆိုးဝိုင်းဖြစ်တယ်လို့မသိဘူးဆရာဟုတ်ကမိသားစုတွေကလာခဲ့မလို့ပဲခင်ဗျာကိုတီးဆရာလာခဲ့တာမြင်တော့လေကလေးရောကိုဒါလိုတီတီတို့လို့အပြင်ရောက်တော့မှာလို့အဓိကတော့ငါသားလေးအပြင်ရောက်ပန်းပြီးရပြီတီတီကအဲ့လောက်ပြဿနာမရှိဘူးပေါ့နော်ကိုကတကယ်ဆရာရဲ့အတန်ဒီကကဲပါပြီဆိုတော့အတန်ကြားကြတဲ့ကွာကိုပါလေရင်ထဲမှာပြောမပြတတ်အောင်ကိုပီတီဖြစ်တာဝင်လာတာပြောတာဟုတ်ကဲ့ပါအားပြောတာပြောရဲဆိုတော့ ငါတို့လွတ်မြောက်တော့မယ်ငါတို့ကယ်မဲ့လူလာပြီပေါ့နော်ဘသူမှလည်းဟိုဘယ်လိုကောင်းလဲဒီတာမန်ရှိရလို့ဆိုလည်းဘသူမှမဝင်ရဲကြဘူးလေငရင်ကလည်းဇက်တိုက်လုံတာဆရာတက်ဆွန်တန်ပြားနဲ့တက်ဆွန်မိလာကယ်ပေးတယ်ပေါ့နော်ကိုကအဲ့လိုပေါ့ဩဘလို့သူကလေးကလေးဆိုလို့ရှိရင်လေကိုရင်ဗတ်ဲကိုရဲ့ရင်ခွင်ထဲမှာသူကိုကိုလည်းမမြင်အောင်သူ့ကိုလည်းမမြင်အောင်ကိုကအတင်းဖတ်ထားတာသူကယုံလေကိုကတော့ဒီကညက်တဲ့ဟာနာလေသူကယုံလေသူ့ကိုခိုင်းတော့ဆိုလို့ကိုကအနာခံပြီးတော့လုတ်တာ ကိုနောက်ကျမှဆိုနောက်ကျမှဆိုဒီတန်းရဒီတန်းရအစင်းရအစင်းကြောင်းကြီးဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကြီးဆိုလို့ရှင်လဲကိုကဒီဥစ္စာဆိုလဲအဲ့ဒါဒီမှာရခဲ့တဲ့တန်းရဒီ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 မှာပေါ့နော်ဒါဆိုရင်လဲအဲ့ဒါကျွန်တော်အဲ့ဒီမှာကဲစေးကြီးမှာထွက်ခဲ့တော့ရခဲ့တဲ့တန်းရလေးဒါကြီးကအဲ့ဒါကညက်နေတော့မှသူ့ယုံတော့ကိုကကို့ကိုခိုင်းမှဆိုကိုကညက်ခံတာညက်ခံနေတာဒါကြီးကဒါကြီးကိုရတာလေတန်းရလေးရတာဟုတ်ကဲ့ကျွန်တော်တို့အခုလက်ရှိအမားတို့နဲ့တူကြီးနှစ်ယောက်ကိုဒါကျွန်တော်တို့ အဲ့ဒါမြန်မာနိုင်ငံပြည်သက်တပွဲရှားပွေခဲ့ဆိုရေးဖွဲ့ရနေမှာအသက်ရှင်ကယ်ကယ်ခဲ့ပါဒီပုံမှာလည်းအမားတို့နေနဲ့ဟိုကျွန်တော်တို့ဒီမြန်မာနိုင်ငံပြည်သက်တပွဲဒီရှားပွေခဲ့ဆိုရေးနဲ့ပတ်သက်ပြီးအမားတို့ကြည်ရတယ်အနည်းငယ်လေးစကားလေးပေါ့ကျွန်တော်တို့ရဲ့ဒီတက်ဖွဲ့နဲ့ပတ်သက်ပြီးစကားလေးနည်းနည်းလေးကြားချင်ပါတယ်ဟုတ်ဟိုပေါ့ပထမဆုံးပြောချင်တာဆရာဆိုမျိုးကတကယ်အများကြီးကျေးဇူးတင်ပါတယ်ဆရာ့ကိုပေါ့နော်ဆရာကဲကဲလို့လည်းကျွန်တော်တို့တူပြီးမြတ်ပတ်သက်ရှင်ရတာဆရာကိုကပထမဆုံးကပြီးအဲဒီမှာတိတ်မိနေတဲ့အချိန်မှာကိုဘာမှမသိတာအပြင်ကိုရောက်လာတော့မှ အကိုတွေကအမျိုးသားတွေကပြောပြတယ်ပြောပြတော့ဟိုမှာဆိုလို့ကဆရာအဝင်လို့မရဘူးကျွန်တော်တို့ကတင်တန်းတက်ထားတာဒါကြီးကလည်းတာမန်လူဝင်လို့မရဘူးလို့လည်းပြောတယ်တကယ်ဝတ်စုံကြီးနဲ့တင်တန်းတက်ထားတဲ့လူတွေမှပဲပေါ့နော်အဆင်ပြေမှာဆိုတော့အမျိုးသားဝင်မဲ့နေရာမှာဆရာကသူဝင်မဲ့ဆိုပြီးဝင်လိုက်တာဝင်တဲ့အဲ့ဝင်တဲ့အချိန်မှာလည်းမင်းကလှုပ်နေတာပဲလှုပ်တယ်မှာဆရာတက်ဆွန့်ဆန့်ပြားလာပြီးကဲတင်ပေးတာလို့ပဲကိုကပြောချင်တယ်ပေါ့နော်အဲ့အချိန်မှာဟိုပေါ့ကိုရဲ့ပီတီကတော့ဘာနဲ့မှပြောလို့မရဘူးတကယ်ကျေးဇူးလက်ဟုတ်တယ်တကယ်ကြီးကိုဒီနေ့ထိတိုင် ဆရာကိုဖျားကြတော့တိုင်းလဲဆရာတို့အများကြီးမြစ်တာပို့တယ်ကိုတက်တခင်ကျေးဇူးရှိအနေနဲ့ဒီမိသက်တဖွဲ့ကကယ်ခဲ့လို့လေကိုတက်ရှင်ခဲ့ရတာဟုတ်ကဲ့ပါတက်ရှင်ခဲ့ဆိုကိုအဲ့တော့ဟိုဟာဖြစ်တော့လဲကျွန်တော်လာပါသေးတယ်ဆရာတို့ဆိုတာကျေးဇူးတင်တဲ့ကြောင့်လေကျွန်တော်ကျွန်တော်ဟိုဟာနဲ့မိသားနဲ့လာသေးတယ်လာပြောသေးတယ်ဆရာကတခြားမှာပါဝင်ကြနေတယ်ပြောလို့ကျွန်တော်တို့ဒီမှာလောလောဆယ်မှာတော့ဟိုကဒီလိုပေါ့နော်ကျေးဇူးတင်တဲ့အပြင်ကို ပြောနိုင်တဲ့အားလောဆယ်မရှိသေးတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါရင်ထဲရတကယ်လို့ကျေးဇူးတင်တယ်ဆရာကလည်းပြောပါတယ်ဟုတ်ကဲ့ပါဆရာလို့ဆရာကဲပြီးလို့လည်းကျွန်တော်တို့တူရင်းရကတကယ်ရှင်သန်ခွင့်ရတာပါညီလေးကကြတော့ဟိုဒီအားခက်ပိုင်ရဲ့အဖေပေါ့ဟိုညီလေးဒီငလင်စားလို့တော့ညီလေးအိမ်မှာရှိလားရှိပါအိမ်မှာရှိတယ်ညီလေးတွေ့ကြုံလေးတစ်ချက်လောက်ကိုလိုပြောပြပေးပါလားကျွန်တော်ရေကျွန်တော်ဒီမှာရေဒီအင်းရှိပေါ့အလားဒီမှာထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာငနေလို့တော့ ျွန်တော်လည်းဘာလို့လဲတော့မသိဘူးတော့လူကြီးပြောစကားအရခုနကပြောလို့ငွေလုံးတော့ထိုင်းနေညီနေညီနေဆိုတော့တကားလေးမှကျွန်တော်လည်းမိနေရကျွန်တော်မိမတော့ကျွန်တော်ကဘာကြောက်ကြရအရှင်းတော့ပဲအရှင်းတော့ကျွန်တော်တို့တူတူနေရင်းနဲ့ပထမတစ်ခါတော့လည်းတကယ်လည်းရည်ရွားတယ်ရည်ရွားပြီးတော့မကြောက်ဘူးပြတ်ခါထက်လို့တော့ကျွန်တော်ကကျွန်တော်ရဲ့စိတ်ကဆိုင်ကြီးကိုတွားပြီးကပ်သွားတယ်ကျွန်တော်အရှိအရက်ထားရဲ့ဆိုင်ကယ်ကိုဆိုင်ကယ်လဲတော့ကျွန်တော်ကလည်းဆိုင်ကယ်ကိုဇောက်ကပ်ပြီးအရှိအထွတ်အင်ရလဲအပြူကျွန်တော်ဘာမှမသိလိုက်တော့လမ်းမပေါ်ပဲရောက်သွားတော့ ဒီတရင်တို့တိုင်လုံးထဲမှာအရင်ဆုံးထွက်လာသူကျွန်တော်တယောက်ပဲရင်ဟုတ်ဒီလေးကပြင်ရောက်သွားတော့လက်ရှိအဲထဲထဲမှာတားလေးကြံခဲ့တယ်ပေါ့အဲအတိတော့ရှိလိုက်ပြီတားလေးကြံခဲ့တော့ညီလေးအနေနဲ့အဲကိုကိုတို့ဒီတားလေးကြံခဲ့တဲ့ခံစားချက်လေးလည်းနည်းနည်းလေးပြောပြောပြပေးပါလားအဲ့ဒီကြံရတော့ဇက်ကွန်အမရှိရဲ့လူတွေကိုဘောတော့ဟိုလည်းဘာမှနားမလဲတော့ဘူးနားမလဲတော့ပေါ်ပြီးတော့ပဲအကူကြီးတောင်းတော့ လုံးမအဆင်မပြေဘူးမပြေတော့နောက်ဆုံးအဖေကိုပါလို့ရောက်လာတော့အဖေကလည်းအပြစ်တက်ကူသွားပြီးတော့တော့ဒီရမီတို့တရားလေးဟိုမတူလို့တင်နေပြီးငြိနေရတာနဲ့ဘာနဲ့ဆိုတော့ဟိုဒါကိုလုံးမပြေးနိုင်သေးဘူးတော့လုံးမပြေးနိုင်သေးဘူးအပြီးအရင်တော့ငြိမ်းကကျွန်တော်တို့ဒီရမကဲတဲ့ဝင်လာမှာပေါ့ဒီရအရေးကြီးတာဒီရအရေးတော့ငြိမ်းမယ်ငြိမ်းမယ်ဆိုတော့ကျွန်တော်တို့ပတ်ပြီးတော့ကုင်းတောင်းရင်တောင်းရင်တော့ဘဝမီတက်ကိုရောက်သွားဟိုမီတက်တော့ပထမတစ်ခေါက်ဒီကိုယ်တိုင်တော့အချိန်မပြေခဲ့တော့ကျွန်တော်ရန်နာရဲ့ကျွန်တော်ရနောက်တစ်ခေါက်ထပ်သွားတယ်အဲတော့အချိန်မှဆရာနဲ့ ထိတ်တိုက်သွားတွေ့တယ်။ဆရာကထိတ်တိုက်သွားကြည့်တော့ဆရာနောက်ကနေပြီးတော့ချက်ချင်းကားနဲ့လိုက်လာတယ်။လိုက်လာပြီးတော့ဟိုကဲသေးကြီးပေါ့နော်။ကလေးရှိသေးတယ်အတော်လေးရှိသေးတယ်ဆိုတော့တစ်ခါရဲ့ရောက်ရောက်ချင်းပဲပြင်ဆင်စရာရှိရပြင်ဆင်ပြီးတော့တစ်ခါလေအိမ်ထဲဝင်ကယ်ပေးရတယ်။ကျွန်တော်တော့ဟိုပြောရမယ်ဆိုရင်ဒဏ်အတကြက်တွေလည်းဆိုတော့အနည်းနာမှမရှိဘူးဟိုဒီစေကူတမှုလို့ပါလို့ပွားပြီးလုပ်နေရတာဗီဒီယိုဖိုင်လေးထဲမှာညီလေးပြောတဲ့အတန်လားဟုတ်လားမတူလဲညီလေးပြောတာလားအတန်လေးတစ်ခုတော့ကြားလိုက်တယ် ဟောဒီကလေးကဲတဲ့နေရာလေးမှာဟောအဲ့ဟောနော်အဲအဲ့လိုအဲ့လိုအတန်လေးလဲကြားလိုက်တာဒါညီလေး तू ကလေးကဲတဲ့အချိန်ကျညီလေးကဒီမှာတော့မရှိတော့ဒါနဲ့ကိုရိုးကူလည်းရှိပေါ့ကလေးကိုကိုရိုးဒီမိသက်တပွဲအနေနဲ့ဒါအသက်ရှင်နေညီလေးသားကိုကိုရိုးကဲခဲ့တဲ့ပုံမှာညီလေးရဲ့ခံစားချက်လေးပေါ့အချက်လောက်ပြောပြပေးပါဦးမင်းဒီဝန်တာပါကျွန်တော်မှလည်းဒီဒါလေးမှမရှိရင်လေဒီတော့လူလောကထဲမှာလည်းရင်စိတ်ကိုမရှိဘူး။ဘာလို့လဲဆိုတော့အများကြီးပဲဆုံးရှုံးမှုတွေကွာဟိုအွားတွေရော လေးမတွေကိုလေးတွေဒါတွေပါဆန်ချုံလာရတယ်ဆိုတော့ကျွန်တော်ဒီထဲမှာလုံးမကိုကျွန်တော်လည်းလေးမလေးတိုင်းမှလည်းမဟုတ်ဘူးလေးတိုင်းပဲဆိုရင်တော့ညာကျွန်တော်စိတ်ချမ်းသာရတစ်ခုကတော့ထိခိုက်သွားမှာသိချာကလေးရှိရောညာကလေးနောင်လေးလေးနဲ့ကလေးတို့ကပြန်ဆင်းလာပြီးတော့ကျွန်တော်အားနည်းမိနေရတာပေါ့ကျွန်တော်ဘယ်လိုလုပ်လို့လဲတော့လည်းဒီလိုမျိုးဖြစ်သွားချင်မှာဘူးမှဘာမှမလုပ်ပြီးနိုင်တဲ့အချိန်မှာဘူးကိုသားလေးရောကိုတော်လေးရောဘူး အများကြီးဆုံးရှုံးရမယ့်နေရာမှာနည်းနည်းပပပဲဆုံးရှုံးလိုက်ရတဲ့အတွက်ခုကဲထုတ်ပြီးရဆရာတို့လည်းကျေနပ်တယ်။ဒီကဆရာတို့ပဲပို့ပြီးမိန့်ထားပြီးကျေနပ်တယ်။ဘာလို့ဆရာမလို့ကဲရလို့ဆိုရင်တာတိအသက်ရှင်နေမှာမရှိနိုင်ဘူး။